ပြောရင်းနဲ့အောင်ဖူးနဲ့မောင်ဖူးတို့ကကြောက်တီကိုမီးရှို့လို့ဖိုးတီကိုဘက်ကိုပြေးကြတယ်။တော်ပေါ်ကပြင်းရင်နဲ့ဒီကောင်ကပိန်တော့ကွာ။ရွာမှာအစော့ချမ်းနဲ့အောင်ဖူးနဲ့မောင်ဖူးတို့မှသွားပြီးတော့စရတယ်လို့အဲ့ဒီတရင်ကျုံညမှာတော့ဖိုးတီတို့အဖွဲရွာပက်ပြီးတရတော့ဖိုးတူတို့အဖွဲရွာတိကတက်ပြန်အောင်မော်စားနေကြရင် တရင်ကျုံမီထုံပွဲတော်အတွက်အစီအစဉ်နေဆွဲနေကြတယ်။ကဲငါတို့ဒီနေ့တရင်ကျုံမှာဘာရီလောက်ကြမလဲ။ငါတော့ပြောက်ဦးပေါ့မှာ။ငါတော့လေဈေးပွဲတော်သွားပြီးတော့မုတ်ဝဲစားမှာ။ငါကအိမ်မှာမီးပုံလှလှလေးတွေချိတ်ပြီးတော့ဖျားသွားမယ်။ဒါလို့ဆိုငါတို့အစီအစဉ်ဆွဲမှရမယ်ဟ။ပြောပါဘလို့စီစဉ်မှလဲ ငါတို့လာပြင်းနေမတိုင်ခင်တော့မိဝိုင်းမှာမိထုံးပြီးတော့မောလို့စားကြမယ်။နောက်နေ့တွေဆိုရင်ရွာလေးကကလေးတွေနဲ့ပြပောက်တန်းကစားကြမယ်။ဟိုလာပြင်းနေရောက်ရင်တော့အင်ယာမိဘတွေကိုကတော့ပြီးတော့မိဝိုင်းမှာလူစုမယ်။ပြီးရင်မိဝိုင်းကနေဈေးတန်းနဲ့ပတ်ပြီးတော့မုတ်ဝဲစားကြမယ်။ပြီးရင်ဖះကုန်းမော်တက်ပြီးဖះရှစ်ကိုကုသိုလ်ပြုကြမယ်လီ။ဖိုးတို့စီစဉ်တာကောင်းတယ်။ဒါဆိုတို့တွေအဲ့လိုပဲလုပ်ကြတာပေါ့။ဖိုးတို့ရဲ့စီစဉ်ကိုအားလုံးသဘောတူလိုက်ကြ။ တို့ရဲ့စီစဉ်တိုင်းသတင်းကြုံညတညရောက်တော့မိဝိုင်းရင်မှာအားလုံးလူစုပြီးမိဘုံနေချိန်နေကြတယ်ဖို့တို့မင်းတီကိုမလာခင်အောင်မင်းအိမ်မှာမီးထုံးခဲ့သေးလားငါမိမတွေရောမီးထုံးနေကြရဟငါကမိဝိုင်းရင်ကိုသွားလိမ့်မယ်ဆိုပြီးတော့ထွက်လာခဲ့လိုက်တာငါရောပဲဖို့တို့ရဲ့ကဲမင်းတို့လေပုံးမနေကြနဲ့နော်မိဘုံနေချိန်ပြင်မော်စားကြရအောင်ငါဘိုက်စာနေပြီအိမ်ရှိမှာစီမီးထုံးနေတယ်မိဝိုင်းက အမှန်လေတော့ဘောရဲ့ငါ့ကိုမီးပုံးလေးတောင်မချိတ်ကိုပဲနဲ့ဘိုက်ကရင်စားနေတာစားရဘောမိမိုင်းမိုင်းနင်တို့လုံနေရအောင်ငါဘေးကနေကြည်ပေးနေရမယ်ဟင်းကဲဟုတ်ပါပြီတော့ဘောရဲ့ကြည်စမ်းမအောင်ငါ့အိမ်မှာမီးပုံးနေအများကြီးနဲ့လှန့်လိုက်တာဖိုတိုစီစဉ်ကနစ်ဆန်တော့အရင်ဖြစ်ပြီရနော်ဈေးနဲ့ပတ်ပြီးမဝယ်စားမယ်ငါ့အလေကြတော့နောက်ဆုံးပါတဲ့တော်ဘောအဲ့လိုပြောနေတော့ဖိုတိုနဲ့ငါဘေးကရောက်လာတယ်ကဲမိမိုင်းနစ်ဆန်တာအတိုင်း မိဘုံလေးတွေချိန်ထားပြီးသွားပြီလှတယ်မလားလှအောင်ဘောဘူတို့ရဲ့ကျေးဇူးပါဗျာနေဝိုင်းကိုချိန်ပေးလို့ငါ့ကိုလည်းကျေးဇူးတင်ပါအောင်မိဝိုင်းအေးပါဟဲ့နင့်ကိုလည်းကျေးဇူးတင်ပါလေအဲ့အောင်ပြောတာပို့တို့ကနင့်ကိုတော်တော်ပေါ့ငါနေတို့အတွက်မုတ်တင်လောက်ထားတယ်စားကြရအောင်အဲ့ဒီညမှာပဲပို့တို့ရဲ့အဖွဲကမိဝိုင်းမှာမိဘုံလေးတွေချိန်ဆွဲပြီးအရှင်ကကိုပြက်မှာမုတ်စားနေခဲ့ကြတယ်ညမှာတော့ဖိုးတူးစီစဉ်အတိုင်းရွာပတ်ပြီး လေးတွေနဲ့ပြောက်ပေါက်တန်းကစားကြ၏။ရွာလန်းတနေရာမှာအောင်ပူးနဲ့မောင်ပူးကငရဲမြေလောက်တန်းကစားနေကြ၏။ငပိန်ကပြောင်းတစ်ခုကိုမီးရှို့လို့အောင်ပူးတော်နောင်ပြစ်ချလိုက်တယ်။အောင်မလေးအမေရဲ့ဟဲ့ဟဲ့ကြောက်သွားကြလား။ကိုရင်းငပိန်ရလေဗျာအတံမပေးပါမပေးနဲ့။သားတို့လန့်အောင်လုပ်တယ်။ဟာဒါမှပြောစရာကောင်းမှာပေါ့အောင်မူရဲ့။ဒါဆိုသားတို့လည်းကိုကြီးတို့ကိုလန့်အောင်လုပ်မှာ။ချက်ချင်းပဲအောင်ပူးနဲ့မောင်ပူးက သူတို့တင်ထားတဲ့ဗျာဝန်တွေကိုမရှုံးလို့ဖိုးထုတို့ဘက်ကိုပြက်လိုက်ကြတယ်။အမလေးအမလေးတေးပါပြီရ။ဟာညီလေးတို့အဲ့လိုမလုပ်ကြနဲ့နော်။မရအောင်မရအောင်ကိုရင်းငယ်ပင်ကလန့်အောင်လို့မှပျော်ဖို့ကောင်းတာတဲ့။ပျော်ရင်နဲ့အံပူးနဲ့မောင်ပူးတို့ကဗျောက်တီကိုမရှုံးလို့ဖိုးထုတို့ဘက်ကိုပြက်ကြတယ်။တော်ပေါ်ကပြင်းရင်နဲ့ဒီကောင်ကပိန်တော့ကွာ။ရွာမှာအစော့ချမ်းနဲ့အံပူးနဲ့မောင်ပူးတို့မှတွားပြီးတော့စရတယ်လို့ အဲ့ဒီတရင်ကျုံညမှာတော့ဖိုးတူတို့အဖွေရွာပက်ပြီးကလေးတွေနဲ့အတူပြောင်းဝပေါတန်းကစားခဲ့ကြတယ်။တရင်ကျုံလာပြီးညမှာတော့ဖိုးတူတို့အဖွေကကိုစီမိဘတွေကိုကြောကြတယ်။ဖိုးတူကသူမိဘတွေကိုကြောပြီးနောက်ဦးသိန်းကတာဒုတာဒုတာဒုအခုလောအခကြီးရဲ့ကြီးမမိဘတွေကိုကြောရခြင်းအကျိုးအကြောင်းငါသားလေးဖုံးကန်မြင့်ပြီးရွာရဲ့အကျိုးကိုတည်ဝုန်းနိုင်ပါစီကွယ်။ တန်းရွာရဲ့ကြိုးတွေမကပါဘူးဘီရဲ့လောက ကောင်းကြိုးလေတည်ဖို့တော့မှာငါတန်းလေးရတော့ဒီငငယ်ရွယ်နဲ့ကိုတိတက်လိုက်တာတန်းမိပိုင်းနှုံးနဲ့ပွဲစည်းလေဖို့ချိန်ထားတယ်မီအေးကွယ်ဒါဆိုလေသွားလေပို့တော့ဘောဟာသူမိဘတွေကိုကြော့ပြီးနောက်ဖိုတူရိုနဲ့ရှောင်းနေဖို့သူမိဘတွေစီမှာမဖို့တောင်းနေအမေတောင်းမဖို့လေးပေးပါအောင်ဗျဟင်းပြရမှာပေါ့ကွယ် ဒေါ်ဒီညို့ကတူဘောကိုမဖိုးငါးတော့ပေးလိုက်တယ်။အမေငါးတော့နေလား။အေးလေကွယ်။တားကဘယ်လောက်စားနိုင်မှမလို့လေ။တားအကြောင်းမသိရလည်းမဟုတ်ပဲနဲ့မိမရဲ့လုံလောက်ပေးလိုက်ပါ။ပွဲစည်းမှာမုံမျိုးစုံငွေစားလို့ရတာပေါ့ကွာ။ဟုတ်ပါပြီဖေးကြီးရဲ့အဖေတို့သားဆိုတော့ကျုပ်ကကျုပ်သားလောက်တော့မစားနိုင်ပါဘူးဟာ။ဒေါ်ဒီညို့ကရရင်မမော်နဲ့တူဘောကိုနောက်ထပ်ပတ်စံငါးတော့ပေးလိုက်တော့တူဘောလေးပျော်သွားတယ်။ကဲတထောင်ဆိုရပြီနော်။ ပိုတူတို့လည်းဝဲကျေးအောင်ကြားလာဟုတ်ကဲ့ပါမင်းရဲ့ဒါဆိုတားသွားပြီနော်တုံပေါ်လေးသူမိဘတွေကိုကတော့ပြီးမုတ်ဖို့တောင်းလို့မိဝိုင်းရင်ကိုထွက်လာတယ်နောက်တော့ပိုတူရဲ့အစီအစဉ်တိုင်းမိဝိုင်းရင်မှာပြန်ဆောင်ကြတယ်ကြားလိုက်တာတုံပေါ်ရဲ့အိမ်ဟုတ်တယ်ဟာငါမိဘတွေစီမှာမုတ်ဖို့တောင်းနေတာမင်းတို့ရောမုတ်ဖို့ပါကြရဲ့လားပါပါလေကွာမင်းရလေငါမိမတွေကိုကတော့ပြီးတော့ဈေးနဲ့လေပို့ မဟုတ်တော့မှထပ်ပေးခဲ့သည်အားလုံးလည်းရကြမှာပဲပိုင်ပြီးတာပဲငါကမုတ်စားမှာဆိုတော့ငါစီပါလာတဲ့ပတ်စံနဲ့မလောက်မှာဆိုလို့အေးပါတော့ဘောရဲ့နင်မောရလဲလीငါတို့စုပါမှုရောထောက်ဝဲကြည့်ပါမယ်ဟုတ်ပလားယေးပျော်လိုက်တာဒါမှတို့မိဝိုင်းကွာဒင်တော့ဘောလေးဝါလာလဲမပြောနဲ့အစားဒီလောက်ကြီးတာဝါမှာချစ်ဖို့ကောင်းတာငါပဲကဲလူဆောင်ရင်ငါတို့စထွက်ကြတာပေါ့ကွဲစီမှာတယောက်နဲ့တယောက်လူစုမကွဲစင်နဲ့နော်တကယ်လို့ကွဲသွားရင် စုံမက်ကပွဲပြင်ဘက်ကသစ်ပင်ကြီးအောင်မှာပဲစောင့်မယ်။အဲလိုနဲ့တယောက်တကုံစကားတွေပြောကြပြီးရွာစည်းရန်ဘက်ကိုထွက်ပြေးကြတယ်။ဇီရနဲ့ဝေရောက်တော့လာပါရီမီးအောင်စုံကြီးကပွဲစည်းရန်ကိုမှန်းမှုလို့နေတယ်။လှူရှားသွားနေကြတဲ့လူတွေနဲ့ဇီရန်ကစီကားတိုင်းမြိုက်စွာပြစ်ကျက်လို့နေတာပါ။ဝါဇင်းနဲ့ကြီးကမင်းအောင်စုံလေးနဲ့လှလိုက်တာကွာဟုတ်ပါဘူးဇင်းနဲ့ကိုရောက်ရင်တော့လေ ဓမ္မုံလှလှလေးရိုက်ကြမယ်။ငါမုံစားခြင်းမင်းငါတို့ရှောက်မလဲခင်မုတ်ဆိုင်ရင်သွားကြရအောင်။တို့ပေါ့မင်းဟာလေအစားကြည့်ရဝက်ပုတ်ပဲကွာ။ငါ့ကိုဝက်ပုတ်လို့မစားနိုင်တော့ကြိုက်ဘူး။ကဲဒါဆိုလေမုတ်ဆိုင်ရင်သွားကြမယ်။ကောင်းတယ်ဖိုးတူငါရှေ့ရသွားမယ်။အဲလိုနဲ့ဖိုးတူတို့အဖွဲမုတ်ဆိုင်ကိုထွက်လာလိုက်ကြတယ်။တော်ပေါ်ကတော့တောက်ဆိုင်အတိုင်းမုတ်တမျိုးကြီးတမျိုးမကျုံးနိုင်အောင်ဝယ်စားတော့တာပါပဲ။ဒီအက ဖိုးတူးမိဝိုင်းနဲ့ငပိန်တို့ကတုတ်ဘောရဲ့ပါရမီပြည့်ပတ်တီပဲပေါ့မောပြတက်လက်ရောင်နဲ့ဆန့်ရှိရောင်တော့တုတ်ဘောကအကြီးတကူမလောက်လေတကူတော့300နှစ်ခု900ခွဲငါမီရဲ့ဟုတ်အဲ့ဆိုရင်ဟိုတောင်းတထောင်မှုပေးပါဗျဆန့်ရှိရီကအိတ်နဲ့ထုတ်မလို့လို့တော့အကြီးဟိုလေးခုပဲဆိုတော့လေအိတ်နဲ့ထုတ်မနေနဲ့တော့တားတစ်ခါရင်ယူစားလိုက်တော့မယ်တုတ်ဘောကပြောပြီးတော့မောပြတက်လက်လေးခုကိုတလုံးပြီးတလုံးတွတ်လိုက်တော့တယ် တူဘောအကြောင်းတည်းရဲ့ဖိုးထူးတို့လည်းတူဘောစားလာအောင်ကြည့်ရင်လည်းစောင့်နေကြ၏ဟဲ့တူဘောဖိဖိစားပါဟဲ့နေနေဦးမေငါတို့စောင့်နေပါလေဟာအေးပါအေးပါဒါဆိုလေလေအရှိဟိုတောင်းကိုနောက်ထပ်တထောင်မှုပေးပါဗျာတောင်းတဲ့ငယ်ချင်းလေးကိုဝယ်ကြည့်မလို့လားကွဟုတ်ဘူးဗျာဟိုတောင်းဘိုင်းမဝသေးလို့ဆိုင်ရှင်ကြီးကအံ့ဩသွားတယ်ဟုတ်တော့လေးကိုစားတာမဝသေးဘူးဆိုတော့စားရမှာကိုပြောနေနေရှိရေဝတ်တောင်အရှုံးပေးရတယ် အရင်မပြည့်တလက်ကစားကောင်းလို့ပါငါပင်ရငါအလောင်းနဲ့အစားမပုတ်ပါဘူးကွအဲ့လိုနဲ့တော့ဘောပိုက်ပြည့်တဲ့အထိဖို့ထုတို့စောင့်နေလိုက်ရတယ်နောက်တော့ဖို့ထုတို့အဖွဲပွဲစီနဲ့ပတ်လို့မုံဝယ်စားပြီးနောက်တော့ဖျားကောင်းမော်တက်ကြကဖျားရင်ရှိခိုးပြီးတယောက်တစ်မျိုးစီစုရီတောင်းကြတယ်ဖျားရှိခိုးပြီးနောက်တော့သူတို့ရောင်လမ်းမြင်ရတဲ့ဂုံးမော်တိတ်ကိုရှောက်လာခေးကြတယ် တို့ရွာမီးရင်နဲ့လှလိုက်တာဟုတ်ပါနော်ငါတို့တွေဒီဟာမှာမွေးဖွားလာတန်ကောင်းတာပဲပြီးတော့ငါတို့အဖွဲ့တွေအခုလို့တွေ့ဆုံဝင်ရတာကိုလည်းကျေနပ်မိဟုတ်တယ်ဟာငါဆိုလေမင်းတို့နဲ့ဘလို့ပေါင်းမိလဲမသိဘူးရှေ့ရင်ဇက်ကြောင့်မို့ကွာငါတို့တွေအကြောင်းရှိလို့အခုလို့ကာရိုက်တာမတူတဲ့လူလေးယောက်ကပေါင်းစုံလာကြတာလေဟုတ်တယ်နော်ငါဆိုလေမင်းကလေးနဲ့တိတ်မပေါင်းဖြစ်ပဲနဲ့နင်တို့နဲ့ကြမှာလေဘာလို့ပါလီယံပြီးချက်ဖြစ်နေလဲမသိဘူးငါရောပဲ ငါဆိုတိုင်းမြညာဝါသနာပါတာအခုလိုအစားပုတ်တဲ့တူပေါ်နဲ့ဘလို့ပေါင်းမိလဲမသိဘူးငါဘုရားမှာဘာဆူတောင်းခဲ့လဲသိလားမသိဘူးလေကွာမင်းပြောမှာပေါ့ငါဒီဘွဲ့ကိုတီးတက်ပို့ပြီးစီလုံးပါစေလို့ဆုတောင်းနေတာဟုတ်ပြီမင်းတို့တကယ်ချင်းနေနဲ့အသက်ကြီးပြီးအိုမင်းနဲ့တီးပေါင်းရပါလို့ဤဆိုပြီးဆုတောင်းခဲ့တာမင်းကမင်းဟုတ်တယ်တူတူပဲနင်တို့ရောက်ကြလေးဖြစ်ပင်မင်းငါစိတ်တင်ပါလိမ့်နင်တို့ကငါ့အကူရင်းနေလို့ပဲဒါကြောင့်နင်တို့နဲ့အမျက်စီလုံးခြင်းနေ ငါလည်းအဲ့လိုစွတောင်းနေတယ်။ဘာလို့လဲဆိုတော့ငါမဘိုးကောင်ရင်နင်တို့ပတ်စံကိုစုပြီးတော့ငါ့ကိုမဝယ်ကြွေးကြရလေ။ငါဒီဘွဲ့ကိုဘလို့အဖွဲစီဖြစ်စေချင်တာလည်းသိလား။ပြောလေဘူတူရဲ့။အားလုံးကခဏညင်သွားလို့ဘူတူပြောတာစောင့်နေကြတယ်။ငါဒီဘွဲ့ကိုလောကကောင်းကျိုးအတွက်တည်ပိုးနိုင်မယ့်အဖွဲစီဖြစ်အောင်လုပ်မယ်။မင်းတို့အားလုံးသဘောတူကြလား။အားလုံးကချက်ချင်းထောက်ခံလိုက်ကြတယ်။အဲ့ဒီရဲ့ချင်းသူတို့နဲ့မလန်မကန်ကဖိုးထုံနေတာတွေက ကုန်းမော်ကနေမီရှုမီပန်းတွေကိုဖောင်းလိုက်ကြတယ်။ကောင်းကင်ယံမှာမိသားတွေကဖွာခနဲ့လင်းလက်သွားတယ်။ဖိုးတူတို့အဖွဲ့လည်းမိပန်းတွေကိုကြည့်ရင်းနဲ့ပျော်နေခဲ့ကြတယ်။ရှုံရတင်းကျုံမီတွန်းပွဲတော်ကိုအများကြီးပုံပေါ်လို့ရတဲ့တရားကလေးတွေနားလည်နိုင်လောက်တဲ့တစိ့တပိုင်းကိုသာပုံပေါ်ပန်တီထားပါတယ်ဒီဇယ်လန်ကတော့ရွာဘက်တလိကိုမိ мян ကိုကားပြီးတော့ရေးဆွဲဖို့ဇူထားတာပါပျော်ရွှင်မှု ကြည်နုံမှုစီလုံးမှုစရဲကလေးတွေအတွက်အကျိုးရှိစေမယ့်စိတ်ခံစားချက်မျိုးကိုထည့်သွင်းပုံပေါ်ထားပါတယ်။တရင်ကြောကသမယမှာဘေးရန်ကင်းစွာရှင်လန်းချမ်းမြေ့ကြပါစေလို့ MMSC မှာစုမုံကောင်းတောင်းပန်လိုက်ပါတယ်ရှင်။